လက်ခွင်းပြင်းနေမှာစပားရိရိတ်သိမ်းပြီးလို့ရွှေဝါရောင်လေးအပြင်တခြားစိမ့်ဆုံမှုတွေပါကွဲပြောက်သွားတဲ့အချိန်မော်ရင်တော့ကငါးရီပေါ်များခဲ့တဲ့ရှောင်းမြောင်းအင်းအိုင်တွေဟာလည်းတပြေးပြေးရှောက်ခန်းလာခဲ့ကြပါရဲ့အဲဒီလိုရေခန်းတော့ငါးရီလည်းအသက်ဆက်ရှင်တန်မှုအတွက်လုံလောက်တဲ့ရေကြမ်းချီရာမြေကျုံအင်းအိုင်တွေကန်ချိုင်လေးတွေမှာအလုံးရင်းလိုက်စုဝေးနေခဲ့ကြရတာပါ ဒါပေမဲ့လူဦးပေါင်းရှိမှာအဲ့ဒီငါးတိုင်းတော့နောက်မိုးရသည့်အထိအသက်ရှင်ခွင့်မရနိုင်ကြပါဘူး။ဘာကြောင့်လဲဆိုတော့စားဝတ်နေရေးအတွက်အမဲလိုက်ဖို့လိုအပ်နေတဲ့လူတွေကသူတို့ကိုအစာအဖြစ်အလွန်အမင်းလိုအပ်နေလို့ပါပဲ။အရှိုးသောလူစုကလည်းလောဘဇောတိုက်ပြီးအဲ့ဒီငါးတွေကိုလိုချင်ကြတာပါဘော။ ညရဲ့အမောင်တို့ကလေကွင်းပြင်ကိုစိုးမိုးနေတဲ့အချိန်ကိုအောင်ပိုင်ဟာညဘက်လေကွင်းဆက်မှာမိမောင်ထိုးပြီးကြွက်ပြစ်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့အချိန်အနည်းငယ်ကြာတဲ့အခါလူနှယောက်ရဲ့အရေးမဲမဲကလေကွင်းပြင်ကိုဖျက်ပြီးသူတို့ရှိရာဘက်ကိုရှောက်လာတာကိုဝိုးတဝါးလေးမြင်တွေ့ခဲ့လိုက်ရပါတယ်။ဒါပေမဲ့ထူးဆန်းပြီးကြောက်စရာကောင်းတာကအဲဒီလူနှယောက်ရဲ့မျက်နှာတစ်ဝိုက်မှာစိမ့်ပြရာအလင်းနဲ့တခုကပိန်ဖျော့ဖျော့ထွက်ပေါ်နေရပါပဲ။ဒီအခါကိုအောင်ပိုင်လည်းထိတ်လန့်လို့သွားခဲ့ပြီးအခုလိုတော်တော်လေးရေရွတ်ခဲ့လိုက်ပါတယ်။ တရေလားမြေဖို့ဘလူလားကွာ အာလက်လိုက်တာ အိနောင်ကိုအောင်ပိုင်ဟာရှရှင်းမဲတူးလက်တဲကမိမောင်းကိုပိတ်ပြီးလက်ကစင်းပေါ်မှာမောက်ရှာခလိုက်ပါရီရင်ဘတ်တဲကနှလုံးခုန်တဲ့တွေကလည်းစီတီးတလို့တတုတ်တုတ်ခေါ်လို့နေကြတာပေါ့နောက်တနေ့မနက်မှာတော့ကိုကျော်စွာရဲ့ကုံစုံဆိုင်လေးထဲမှာကိုအောင်ပိုင်ဟာရာကမြင်တွေ့ခဲ့ရတာတွေကိုစိတ်လုံရှားစွာနဲ့ပြန်ပြောပြနေခဲ့ပါရီဒါပေမဲ့သူတို့နဲ့အတူစကားပြောနေတဲ့ကိုမဲကြီးကတော့မျက်မှောင်ကုပ်ပြီးကိုအောင်ပိုင်ကိုမယုံသင်ကကြည့်ပြီးမေးခဲ့လိုက်တာပေါ့ ိတ်ကောင်အောင်ပါမင်းကတေချာလို့လားကွာမင်းမူးနေတာတော့မဟုတ်ပါဘူးနော်ဟာဗျာကိုမဲကြီးကလည်းမူးเสียလားဗျာညာကကျွန်တော်ထမ်းရည်တအိုးလောက်ပဲတောက်တာပါဗျာအဲ့ဒီလောက်နဲ့ကျွန်တော်လိုလူမျိုးကမူးเสียအကြောင်းမရှိဘူးလေဒါပေမဲ့ပြောရမယ်ဆိုရင်မျက်နှာကိုတော့တေချာမမြင်လိုက်ရတော့နည်းနည်းနှမျောမိတာဗျာတေချာမြင်လိုက်ရရင်ဘယ်သူလဲဆိုတော့သိရမှာအဲ့ဒီတကားကိုကြာတော့အနားမထိုင်မိနားထောင်နေတဲ့ကိုကြာစီကအခုလိုဝင်ပြောလာပါတယ်အဲ အောင်ပိုင်ပြောတာမှန်တယ်ဆိုရင်တော့မလွယ်ဘူးနော်။အာနှစ်ကောင်းတော်ရှိရဆိုတော့ငါထင်တယ်ငါတို့ရွာထဲမှာမြေဖို့ဘလူဒါမှမဟုတ်ရင်အစိမ့်တရေဖြစ်စေတဲ့ဆေးပင်စိုက်ထားတဲ့သူရှိရမယ်။အဲဒါကြောင့်ဒီလိုဖြစ်နေတာကွ။ကိုမဲကြီးရဲ့စကားကိုကြားတော့အားလုံးရဲ့စိတ်ထဲမှာရွာလူကြီးဥပသိန်းကိုပြေးပြီးတတိယသွားခဲ့တာပေါ့။ဘာကြောင့်လဲဆိုတော့ဥပသိန်းကဒီလိုအစွမ်းသက်သေခြင်းမြစ်တွေချိုးဆက်မြစ်တူတင်ဖို့တွေကိုစိုက်ပျိုးရတာတော်တော်လေးကိုသဘောကျတယ်လို့ပါ။ ။ဒါပေမဲ့ဘယ်သူမှအတိအကျမပြောနိုင်ပေစိတ်ထဲကနေစိုးရိမ်ပူပန်နေကြတာပေါ့။နောက်တနေ့မနေ့မှာတော့ကိုကျော်စွာဟာသူ့လက်ခွေအစွန်မှာမွေးထားတဲ့ငားကန်တွေကငါးတွေကိုအကြီးအကျယ်စိတ်ပူနေခဲ့မိပါရဲ့။ဒါကြောင့်ဆိုင်ကနေထွက်လာပြီးငားကန်စီကိုလမ်းလျှောက်ကသွားကြည့်တော့ရေကနည်းနည်းလေးပဲကျန်တော့တာကိုတွေ့လိုက်ရတော့တာပေါ့။မနေ့ပြန်မိုးလင်းရင်သူ့ငါးတွေကိုရေစုပ်ဆက်နဲ့စုပ်ပြီးဖမ်းရောက်ဖို့အတွက်လူရှိန်းထားတာမဟုတ်လား။ ။ဒါပေမဲ့မထင်မထားပဲငါးကံမောင်ပပတ်လင်မှာတန်တရားဖြစ်စီရလူရှိရာတွေကိုအများကြီးတွေ့လိုက်ရပါတယ်။ဒါအပြင်ကံတွေကငါးအရေးအတွက်ကလည်းထင်ရှားစွာယောနေပုံရတာပေါ့။ဒီအတွက်ကိုကျော်စွာဟာဒေါသကြီးနဲ့သူတကူလေးကြောက်အောင်ရေရွတ်ခဲ့လိုက်ပါတော့ရယ်။ဘယ်ကောင်ကြီးလဲကွာ။ရွာမှာဩဇာရှိတဲ့ကျော်စွာလိုလူရဲ့နှာခေါင်းပေါ်ရှည်နေရတဲ့သူကဘယ်ကောင်လဲ။ခဏနေအောင်မင်းတို့ကငါကြည်တဲ့ဥပြအောင်ပြပြအောင်ပါ။ သူရဲ့ငါးခန်းအနားမှာရှေးရီအပြင်ကိုကျော်စွာတေရှာကြည့်လိုက်မယ်ဆိုရင်မျက်ပင်တွေထဲမှာကိုက်ဖြတ်ထားလို့တစားစီပြန်နေတဲ့ငါးအတေကောင်းတွေကိုလည်းတွေ့လိုက်ရတာပါဒါဟာသူရဲ့ငါးတွေကိုလူတွေခိုးယူရုံသာမကဘဲတစုံတစ်ခုသောတတ္တဝါတွေရဲ့နှောင့်ယှက်တာလဲပါဝင်နေတာကိုညွှန်ပြနေတာပါအဲဒီနောက်ယနေ့9နာရီကိုရောက်တဲ့အခါမှာတော့ကိုကျော်စွာဟာ သူကိုယ်တိုင်တီထွင်ထားတဲ့တနက်တလက်ကိုယူပြီးလေခွေးနောက်ဖက်ကငါးခန့်စီကိုတက်တက်လျှောက်သွားခဲ့ပါရယ်သူအိမ်မှာမွေးထားတဲ့ခွေးမလေးမီနီဟာလည်းသူ့နောက်ကနေတစ္ဆာရှိစွာနဲ့ပြေးလိုက်လို့လာခဲ့တာပေါ့ဒီအခါကိုကျော်သားကခွေးမလေးမီနီရဲ့ခေါင်းလေးကိုပုတ်ပြီးမလိုက်ဖို့အတွက်တားလိုက်ပါရယ်တမီးရဲ့ငါကတကိုးဖမ်းဖို့သွားတာနင်လိုက်မလားနဲ့နင်ဟောင်ရင်ငါအစီအစဉ်ပြတ်သွားလိမ့်မယ်ကွာ ီအခါကွေးမလေးမီနီကလည်းရေးတံလေးတွေပေးပေးမယ်အိမ်ကိုပြန်မသွားခဲ့ပါဘူးမျက်လုံးလေးတွေကသူ့တခင်ဖြစ်တဲ့ကိုကျော်စွာကိုတက်နိုင်သမျှကူညီခြင်းနဲ့ပုံစံမျိုးနဲ့ကြည်လွန်နေခဲ့ပါတယ်ဒါကုံမြင်တော့ကိုကျော်စွာကလည်းနောက်ထပ်တစ်ကြိမ်ပြန်ပြောခဲ့လိုက်တာပေါ့အေးပါကွာငါ့ကိုအရှင်ဖြုံးမနေပါနဲ့တော့ငါပြင်ဆင်ရအောင်ပါဒါပေမဲ့ခွေးမလေးကကောင်းမှနေတော့ကိုကျော်စွာလေးသူ့ကိုကြက်အုပ်ဆောင်နဲ့ထဲပြီး ခုံမထွက်နိုင်အောင်အပေါ်ကနေအလေးအပင်တစ်ခု တင်ထားခဲ့လိုက်ပါရဲ့ ဒီညတော့နေဒီမှာပဲအိတ်လိုက်အောင်နော်ငါအမြဲဆုံးပြန်လာခဲ့မယ်ဒီအခါခွေးမလေးလည်းဘာမှမတန်နိုင်တော့ပဲမျက်ရည်ဝဝိုင်းနဲ့တခင်ဖြစ်သူကိုကျော်စွာကိုကြည်နေခဲ့ပါတယ်ကိုကျော်စွာသွားတဲ့လမ်းကြောင်းဆုံးတဲ့အထိလိုက်ကြည့်နေတဲ့မိနီဟာအိမ်ဆောင်ရတာကိုသဘောကျတဲ့ခွေးမလေးပဲဖြစ်ပါတယ် ဒါပေမဲ့ဒီနေ့မှာတော့အခုလိုမျိုးသူတခင်နောက်ကိုလိုက်ရှိနေတာကတော်တော်လေးကိုထူးဆန်းနေခဲ့ပါရဲ့။ဒါဟာမမြင်ရသေးတဲ့အန်ဒီရီအတွက်မကောင်းတဲ့အတိတ်အမိတ်တစ်ခုလိုပါပဲ။ဒါကိုတော့ကိုကျော်စွာတယောက်ကတော့တတိမထားမိခဲ့ဘူးပေါ့။ဒီလိုနဲ့ကိုကျော်စွာဟာလေကွင်းပြတဲ့ကိုရောက်တယ်ဆိုရင်ပဲသူငားကန်လေးနဲ့ညီတဲ့တဲအိအိုကြီးရဲ့နောက်ဖက်စီကိုအ мян သွားခဲ့လိုက်ပါရဲ့အဲ့ဒီနေရာဟာအမောင်ရိတ်ကြပြီးကွယ်ဝက်လုကောင်းတဲ့နေရာမဟုတ်လားဗျာဒါကြောင့်သူဟာအသာလေးငုတ်တုတ်ထိုင်ပြီးစောင့်နေခဲ့လိုက်တာပေါ့ ပြီးတော့သူ့ရဲ့တနက်ကိုလည်းလက်ကမချားပဲတခိုးတွေကိုတရှာစောင့်ကြည့်ဖို့အတွက်အာရုံစိုက်ထားခဲ့ပါတယ်။ညမမောင်သေးခင်နေဝင်ကြီးတယောက်မှပဲသူ့ရဲ့တငယ်ချင်းကိုကောင်းကတိတ်ဆိတ်ငယ်လဲခွေးနဲ့မှလမ်းလျှောက်လာရင်သူ့ရဲ့နာမည်ကိုအော်ခေါ်နေခဲ့ပါတယ်။တခိုးတွေကိုတိတ်ဆိတ်ရှောင်းနေတဲ့ကိုကျော်စွာအတွက်ကတော့ဒီအတန်ဟာအတော်လေးကိုအနောက်အရှက်ဖြစ်စေတာပေါ့။ကိုကောင်းကသူ့ကိုအရက်တူတောက်ဖို့အတွက်လာရှာတာမဟုတ်တာဗျာ။ ကိုကျော်စွာဒီကိုငါးကန်ဆောင်ဖို့လာတယ်ဆိုတာကိုသူ့အမေကနေတစင်ကြားသိခဲ့ရတာဖြစ်နိုင်ပါတယ်။ဒါကြောင့်ကိုကျော်စွာတရားသူ့အစီအစဉ်တွေကိုပြတ်မှဆိုလို့တငယ်ချင်းဖြစ်သူကိုကောင်းအပေါ်စိတ်ပြတ်ဒေါသထွက်နေခဲ့မိတာပေါ့ဗျာ။ဟူးဖေကောင်ကျော်စွာကြီးဘယ်မှာလဲကွာကျော်စွာ။အာကန်ဆိုးတာပဲကွာ။ဘဲတော့တော့မြင်မြန်သွားပါတော့ဟာ။ငါအစီအစဉ်ပြတ်ကုန်ဦးမယ်။ အဲဒီအချိန်ကိုကောင်းကလည်းရှုံးခံအနားနဲ့တဲအိပပက်လေးကိုရှာဖွေးပြီးစိတ်ဆိုးတောသားနဲ့ပြောနေခဲ့ပါရဲ့။ဟမ်ဒီကောင်ကြောစွာကွာအမေကိုငါးခံဆောင်မယ်လို့ပြောပြီးဘာဟုတ်မှလွဲရောမက်ရှယ်ရီနဲ့တွားချင်းတွေ့နေတာပဲဖြစ်ရမယ်။တငယ်ချင်းတဲ့မိမကိုပို့ခင်းတဲ့ကောင်ငါအလဲကြမှာမင်းတွေ့မယ်မန်းခွေးကောင်ငါ့ကိုလှည့်စားကြည့်လိုက်စမ်း ကိုကောင်းဟာတငယ်ချင်းဖြစ်သူကိုကျော်စွာကိုရှာမတွေ့တဲ့အစုံညင်းညူရင်စိတ်မရှမ်းမသာနဲ့ပြန်သွားခဲ့ရပါတယ်။ကိုကောင်းရဲ့ရှေးတန်းတွေတဖြည်းဖြည်းဝေးကွာသွားတာကိုကိုကျော်စွာနားထောင်ရင်းတက်ပြင်းရှာခဲ့မိလိုက်တာပေါ့။ ။ဒါပေမဲ့ကိုကောင်းပြန်သွားပြီး나이ဝဲလောက်အကြာမှာပဲနောက်ထပ်မလိုလားအပ်တဲ့ဧည့်သည်တူရောက်ရှိလိုလာခဲ့ပြန်ပါတယ်။သူကတော့မျက်လုံးနီနီရဲရဲတွေနဲ့တရွာလုံးတည်တဲ့အယက်သမားထွန်းကျော်ပါပဲ။သူကတရွေ့ရွေ့လမ်းလျှောက်လာပြီးကိုကျော်စွာပုံနေတဲ့တဲအိနာကကိုပြစ်ပေါ်မှာထိုင်နာနေခဲ့တာပေါ့။ဒါအပြင်သူကအယက်တောက်ထားတဲ့အရှိန်ကြောင့်အေးအေးစစ်စစ်လေးနဲ့စိတ်လိမ်လေးဖွာပြီးတရှင်းလေးကိုတိုးတိုးလေးစူနေခဲ့တာပါ။ဒါကိုမြင်တော့ကိုကျော်စွာလည်းအပြင်ထွက်ပြေးမောင်းထုတ်ရှင်စိတ်တွေပေါက်လို့သွားခဲ့တာပေါ့။ အာသူကရောဒီနေရာမှာဘာလာလုပ်နေတာလဲကွာဒီလူကြီးကအဲ့ဒီလိုထိုင်းပြီးတရှင်းစုံနေရင်သူ့ရဲ့အစီအစဉ်တွေပြက်ပြီးမဟုတ်လားဗျာအမောင်လူထဲမှာတခိုးတွေလာတာကိုမသိလိုက်ပဲပြက်သွားနိုင်တာပေါ့ဗျာဒါပေမဲ့လို့လေကောင်းကင်ရံကမှောင်စားပြူတော့ဦးထွန်းကျော်လည်းအဲ့ဒီနေရာကနေဖြည်းဖြည်းချင်းထွက်ခွာသွားခဲ့ပါတယ်အခုတော့မှကိုကျော်စွာတရားတကယ်တခိုးတွေပေါ်လာဖို့ပဲစောင့်ရတော့တာပေါ့ သူတို့တွေကိုဒီတစ်ကြိမ်တော့တနက်နဲ့ကောင်းကောင်းသင်ခန်းစာပေးဖို့အတွက်ပြင်ဆင်ထားခဲ့လိုက်ပါတယ်ဒီလိုနဲ့နိုင်ပေါင်း3နာရီခန့်ကြာအောင်ကိုကျော်စွာတယောက်အမောင်သူတွေမှစောင့်ကြည့်လို့နေခဲ့တာပေါ့ဒါပေမဲ့အရာရာဟာလေတိုက်တန်တော်မကြားရတော့အောင်တိတ်ဆိတ်ငြိမ်သက်နေသေးပဲပေါ့ဗျာကိုကျော်စွာဟာမောက်တုတ်ထိုင်ရာကနေအိမ်ငှက်နေတော့မှပဲအဝေးစီကခွေးဥတန်တက်တက်ကိုကြားလိုက်ရလို့လန့်နိုးလို့လာခဲ့ပါတယ်ရုတ်တရက်ဆိုတော့ရင်းနေတုံလို့သွားခဲ့ပြီး လက်ကွမ်းဘက်ကိုကြီးလိုက်တဲ့အခါပောင်ရိပ်ထဲကနေစိမ့်ပြရအောင်အလင်းရှိတဲ့အရင်ကခုဟာသူ့ဘက်စီတက်တက်လာနေတာကိုမြင်တွေ့လိုက်ရပါတယ်။တကိုးအောင်တွေဒီညမင်းတို့နဲ့ငါဆက်ရင်းရှင်းရမယ်ကွ။ကိုကျော်စွာဟာထိတ်လန့်တကြားနဲ့လင်းမြန်စွာမတက်ထားရက်ခလိုက်ပါရီသူဟာတသက်နဲ့ကိုတားကောင်းမဟုတ်ပဲ လူတယောက်ကိုတနက်နေ့ပြတ်မှတ်ထားရမယ့်အချိန်ကဒါပထမဆုံးအချိန်မဟုတ်လားဒါပေမဲ့အဲ့ဒီအရင်းနှစ်ခုဟာနှီးကက်လာတာနဲ့အများသူ့စိတ်ထဲမှာတေချာမသိနိုင်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့အရေးတွေငါးခန္ဓာကိုတပြေးပြေးရောက်လာချိန်စိမ့်ပြရအောင်တောင်းနေတဲ့အလင်းကပိုပြီးရှင်းလင်းလာလေဖြစ်လို့နေခဲ့တာပါ။ ဒီအလင်းဟာတဘာဝလွန်အရာဝတ္ထုတစ်ခုလို့ထင်သွားတာကြောင့်ကိုကျော်စွာရဲ့ရင်ခုန်တန်တွေပိုပြီးမြင်လာစေခဲ့ပါတယ်။သူမျက်လုံးတွေကိုပိုပြီးစူးစိုက်ကြည့်ရင်သူတို့တွေကတကယ်ပဲလူသားတွေဟုတ်ရဲ့လားလို့စိတ်ထဲမှာမေးခွန်းထုတ်နေခဲ့မိတာပေါ့။ဒေဗီကျော်စွာရဲ့ငါတကူဖမ်းမယ်လောက်ကမှရေဖို့ဘလူးနဲ့လာတွေ့ပြီးဘလို့လောက်ရပါမလဲကြောက်ကြောက်ချင်ရခေါက်လိုက်တာကွာ။ အဲ့ဒီချိန်ကိုကျော်စွာရဲ့စိတ်ထဲမှာဝင်ရောက်လာတဲ့အတွေ့အကြုံကတော့ရွာတကြီးဥပသိန်းဟာဒီမြေဖို့ဘလူးဖြစ်နိုင်တယ်ဆိုတဲ့သူ့ရဲ့တန်တရားကိုချက်ချင်းပယ်ဖြစ်ပြလိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့သူမြင်နေရတာကတယောက်တည်းမဟုတ်ပဲနှစ်ကောင်းတောင်ဖြစ်နေကြလို့ပါ။အဲ့ဒီအရင်နှစ်ခုရဲ့လမ်းလျှောက်ပုံကလည်းတွက်လက်လွန်လာပြီးအင်အားပြေဝနေပုံရတာပေါ့။အဖိုးကြီးဥပသိန်းရဲ့လမ်းလျှောက်ဟန်နဲ့လုံးဝမတူလာပါဘူး။ ်ဒီတော့ဒီမေဖို့ဘလူးတွေကဘသူတွေလဲဆိုတဲ့မေခွန်းကသူ့ရဲ့ကောင်းတဲ့ကိုဝင်လာပြန်တာပေါ့ဗျာဒါပေမဲ့မေဖို့ဘလူးနှစ်ကောင်းဟာငါးကန်နာကိုရောက်လာတဲ့အခါမှာတော့ရုတ်တရက်အဲ့ဒီကြောင်းမက်ဖွေရကောင်းတဲ့အစိမ်းရောင်အလင်းတွေဟာသူတို့မျက်နှာကနေကံရည်ပြေမောကိုထိုးကျသွားခဲ့ပါတယ်အဲ့ဒီအလင်းတွေဟာမေဖို့ဘလူးရဲ့မျက်နှာကအလင်းရောင်မဟုတ်ပဲသူတို့လက်ထဲကလက်နိုင်တံမီတွေရဲ့အဝါရောင်အလင်းတွေအဖြစ်ပြောင်းလဲသွားတာကိုကိုကျော်စွာရှင်းရှင်းလင်းလင်းမြင်လိုက်ရတာပါ ။ဒီအခါကျမှကိုကျော်စွာလေးသူ့ကိုလှည့်စားထားတဲ့အမှန်တရားကိုချက်ချင်းသိလို့သွားခဲ့ပါရဲ့။တကယ်တမ်းတော့သူတို့နှစ်ယောက်ဟာသူ့ထင်ထားသလိုတရေတွေမဟုတ်ပါဘူး။ သူတို့ဟာရွာထဲမှာလောဘကြီးပြီးသူများပစ္စည်းတွေကိုအလွဲယူတတ်တဲ့ကိုလိုက်နဲ့ကိုရှစ်စိန်ဆိုတဲ့ငါးတကူနှစ်ယောက်ဖြစ်နေကြတာပါသူတို့ဟာလူတွေကိုကြောက်လန့်အောင်သူတို့ရဲ့မျက်နှာအောက်မှာမိအစိမ်ရောင်ကိုလျှို့ဝှက်စာထိုးပြီးမိဖို့ဘလူးရောင်ဆောင်ကငါးလာခုံးနေကြတာပါဒါဟာသူတို့ရဲ့ကောက်ကျစ်တဲ့ပြည့်ရတရဖြစ်နေတာကိုကိုကြောစွာသိလိုက်ရပါပြီအဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်ထဲကကိုလိုက်ဟာအတန်တိုးတိုးကလေးနဲ့အခုလိုပြောခဲ့လိုက်ပါတယ်ဒီနီလန်ကလွယ်လွယ်လေးနဲ့ရွာသားတွေကိုလဲသားလို့ရတယ်ကွာ တကယ်လို့ကျမ်းမာရေးမကောင်းတဲ့ကြောသားသာဒီကိုလာလို့တွေ့ရင်ကြောက်ပြီးသေသွားလောက်တယ်မင်းရောအဲ့ဒီလိုထင်နေမလားကွာမန်းနဲ့ဒီလူတွေကဒါကုံမြင်ပြီးအယမ်းကြောက်သွားရင်အိမ်ပြထွက်ရဲမှာမဟုတ်ဘူးကွာဒါဆိုရင်ငါတို့နေ့ရောအလုပ်လုပ်ရတာလွယ်ကူသွားမယ်အေးဒါနဲ့ငါတို့မြင်မြန်ဆန်ဆန်ပိုက်ကိုချရအောင်ကွာဒီညငါတို့ငါအများကြီးမယူနဲ့တယောက်တည်းအိတ်ဆိုတော်ပြီမဟုတ်လားကောင်းနေကောင်းနေမင်းပြောတာကိုသဘောတူတယ်ကွအဲ့ဒီစကားကိုကြားတော့ကိုကျော်စွာလေဒေါသအတော်လေးကိုထွက်သွားခဲ့တာဗော ကယ်ဒီတခုနကမင်းတို့နေရာစလုံးကိုတုံးကြီးပြအောင်လုပ်ပြမယ် အဲဒီနောက်အမန်တရားကိုတည်သွားတဲ့ကိုကျော်စွာဟာသူ့ပုံးနေတဲ့နေရာကနေအသားကလေးအပြက်ဘက်ကိုထွက်လာလိုက်ပါတယ်။ပြီးတာနဲ့တကိုးတွေကိုအမိဖမ်းဖို့အတွက်ပြစ်မှတ်တဲ့ပုံနီအောင်တိတ်ဆိတ်ရှင်းကလေးသွားခဲ့တာပေါ့။မြေပြင်ပေါ်မှာတွားတွားပြီးကံရဲ့အဆန်နာကိုရောက်ခဲ့ဒီမှာပဲရုတ်တရက်ခြေတံတစ်ခုကိုကံရဲ့တစ်ဖက်တစ်ရှမ်းကနေချလိုက်ရတာပေါ့။ဒါကြောင့်ကိုကျော်စွာလည်းအနှဲငယ်လန့်လို့သွားခဲ့ပြီးချက်ချင်းမြေပြင်ပေါ်ကိုမောက်ချခဲ့လိုက်တော့တာပေါ့ဗျာ။ဒါအပြင်ငါခိုးဖို့လုံနေတဲ့ကိုလိုက်နဲ့ကိုရှစ်စိန်တို့ကလည်းအနီးနားကကြောက်တုံးကြီးနောက်ကိုတွားတွားပြီးပုံခဲ့လိုက် ြပါတယ်။ခနာကြမှာတော့မောင်ရိပ်ထဲကနေပိန်လီလီပုံစံနဲ့လူတယောက်ဟာတခိုးတွေလဲစားထားတဲ့အတိုင်းသူနှာခေါင်းအောက်ကနေစိမ့်ပြရအလင်းနဲ့တခုနဲ့အတူပေါ်လာခဲ့ပါတယ်။ဒီတခါပေါ်လာတဲ့သူကတော့တဦးတည်းဖြစ်တဲ့အပြင်အလင်းရောင်ကလည်းသူမြင်ခဲ့တဲ့ဓမီရောင်လို့မဟုတ်ပဲအမှန်တကယ်မျက်နှာပေါ်ကအလင်းထွက်နေတာကြောင့်ကိုကျော်စိတ်တယောက်ထိတ်လန့်လို့သွားခဲ့ပါတယ်။ဟာတေးပြီဒီကတော့တကယ်မြင်ဖို့ဘလို့အစ်စ်ပဲ။ အဲ့ဒီချိန်ပိန်လီတဲ့ပုံရိပ်ဟာပတ်ဝန်းကျင်ကိုဘယ်ကြီးညာကြီးနဲ့တတိထားပြီးငါးကန်တွေကိုရှီချဖို့အတွက်ပြင်လိုက်ပါတယ်။ဒီအခါကြောက်တုံးနောက်မှာပုံနေတဲ့ငါးခုသမားနှစ်ယောက်ဟာကြောက်လန့်တကြဖြစ်ပြီးလေးလေလိုက်ခဲ့မိတာပေါ့။အဲ့ဒီအတန်းကြောင်မြေဖို့ဘလူးကသူတို့ဘက်ကိုလှင်မြန်စွာလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူရဲ့မျက်နှာအမှန်ကိုကိုကျော်စွာတယောက်မြင်လိုက်ရပါပြီ။သူကတခြားသူမဟုတ်ရဘဲတရွာလုံးတည်တဲ့အယက်သမားဦးထွန်းကျော်ဖြစ်နေတာကြောင့်သူတို့အားလုံးအံ့ဩတုန်လှုပ်သွားခဲ့ကြတာပေါ့။အာ ဦးထွန်းကျော်ကမြေပေါ်ဘလူးလားအဲ့ဒီချိန်မှာပဲမြေပေါ်ဘလူးဖြစ်နေတဲ့ဦးထွန်းကျော်ကကြောက်တုံးနောက်မှာပုံနေတဲ့ကိုလိုင်းတို့နှစ်ယောက်ကိုမြင်ပြီးအာရဝမ်းသာစွာနဲ့ပြောလိုက်ပါတော့ရေဟဲ့ငါကအခုလိုအချိန်ကြီးမှာလူမရှိဘူးထင်နေတော့ဒီကောင်တွေဘယ်ကရောက်လာတာလဲကောင်းပြီဒီညငါးရီကိုမစားတော့ဘူးဒီကောင်တွေကိုပဲစားလိုက်တော့မယ် အဲ့ဒီလိုပြောပြီးတာနဲ့ဦးထုံးကျော်ဟာလျှက်တစ်ပြက်အတွင်းကိုလိုင်တို့နှစ်ယောက်ရှိရာစီကိုခေါ်အုပ်ခဲ့လိုက်ပါတော့တယ်။ဒီအခါကိုလိုင်တို့ကလည်းကြောက်လန့်နေကြနဲ့ကံရဲ့အဆက်ပေါ်ကိုတက်ဖို့ကြိုးစားပြီးမယ်။ဦးထုံးကျော်ရဲ့လက်ကနေပြေးမလွတ်ခဲ့ပါဘူး။ဦးထုံးကျော်ဟာလူသားမဟုတ်တော့တဲ့ကြောင်းမန့်ဖွယ်ရာတတ္တဝါအသွင်ပြင်ဖြစ်နေတာမလို့သူရဲ့ရှင်ထက်တဲ့သွားရည်နဲ့ပထမဆုံးကိုလိုင်ရဲ့လယ်ဘင်းကိုကိုက်ရှာပစ်ခဲ့လိုက်ပြီးဝမ်းမိုက်ကိုလည်းစုပ်ဖြဲကဥရီကိုဆွဲထုတ်လို့နေခဲ့ပါတော့တယ်။ပြီးတာနဲ့နောက်တစ်ယောက်ဖြစ်တဲ့ကိုရှင်းစိန်ကိုလည်းအဲ့ဒီအတိုင်းအမဲဖြတ်လို့လုပ်ပစ်ခဲ့လိုက် တော့တာပေါ့သူတို့နှစ်ယောက်ရဲ့နာကျင်စွာအော်ဟစ်တန်တွေဟာတည်ခြင်းတရားရဲ့အတန်ပေါ်မှာတိတ်ဆိတ်တဲ့တောအုပ်ထဲမှာစူညံလို့သွားခဲ့ပါရယ်လူသားစားတွေမြေဖို့ဘလူရဲ့ကြောင်းမက်ဖွယ်ရမြင်ကွင်းကိုကိုကျော်စွာတယောက်မြင်လိုက်ရတဲ့အခါမှာတော့သူရဲ့မျက်စိကိုယ်တော်သူမယုံနိုင်တော့အောင်ဖြစ်သွားခဲ့ပါရယ်အဲဒီနောက်ဦးထွန်းကျော်ဟာကိုလိုင်တို့နှစ်ယောက်ကိုလက်လက်ဆက်ဆက်စားတောက်ပြီးရင်နောက်မှာတော့မျက်လုံးတွေကသွေးစာနေတဲ့အကြည့်မျိုးနဲ့ကိုကျော်စွာကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေခဲ့ပါရယ်အဲဒီလိုသူ့စီကိုလာနေတော့မှပဲ ကိုကျော်စွာကနောက်ဆုံးအာအင်တွေစူးပြီးတနက်နေ့အနီးကပ်တစ်ချက်ပြဖောက်ခဲ့လိုက်ပါရီကြည်တန်ဟာဦးထွန်းကျော်ရဲ့ခနာကိုကိုထိမှန်သွားပေမဲ့ဘာမှမဖြစ်ပဲကိုကျော်စွာစီကိုသာဦးတီဗီပြေးလာခဲ့တာပါအဲ့ဒီအောက်တန်းသားကြည်တန်တွေကငါ့ကိုဘာမှမလုပ်နိုင်ပါဘူးကွာ အဲ့ဒီလိုပြောပြီးသူကအမကန်တဲ့မျက်နှုံနဲ့အတူကိုကျော်စွာရဲ့နောက်ကိုအလင်းမြန်ပြေးလာခဲ့လိုက်ပါရီမြေဖို့ဘလူးအဖြစ်ပြောင်းလဲသွားတယ်သူ့ရဲ့မျက်နှာကိုမြင်သွားတဲ့သူတိုင်းကတယောက်မှအသက်ရှင်ဝင်ပေးလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ဒီလူဝက်ရှက်ပေါက်ချသွားရင်24နာရီရဲ့အတွင်းမှာသူကိုယ်တိုင်တည်သွားမှာဖြစ်လို့ပါပဲ။အသက်လူကြီးပြေးနေရတဲ့ကိုကျော်စွာလည်းနောက်လဲကြည့်တိုင်းကြောက်စရာကောင်းတဲ့မြေဖို့ဘလူးကသူ့နဲ့ပိုပြီးနီးကပ်လာတာကိုထိတ်လန့်ကြားမြင်တွေ့နေရပါရီ။အဲ့ဒီအချိန်မှာပဲဦးထွန်းကျော်ရဲ့ပုံမှန်မဟုတ်တဲ့အတန်အော်အော်ကြီးကိုကြားခဲ့လိုက်ရ တော့တာပေါ့ရရောက်ဖို့အတွက်မိုင်ပေါင်းများစွာကျန်သေးတယ်နော်အိတ်ကောင်ကျော်စွာမင်းငါးလက်ကနေမလွတ်နိုင်ဘူးကော့ဒီအချိန်ရွာထဲမှာတော့လေကွေးနောက်ဘက်ကနေတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တဲ့တနက်တန်ကြောင်ရွာသားတွေဟာအိယာကနေလန်နိုးလာခဲ့ကြပါတယ်ရွာလူကြီးဥပါသိန်းဟာလည်းအရေးကြီးပြီဆိုတာကိုသိတာနဲ့တနက်ကိုယူပြီး တခြားရွာသားတွေနဲ့အတူတနက်တန်လာရကိုအပြေးအလွှားသွားခဲ့ကြတာပေါ့ကိုကျော်စွာရဲ့အမေလည်းတားဖြစ်သူအတွက်စိုးရိမ်စိမ်းနဲ့အလန်တရားနိုးလာခဲ့ပေမဲ့လို့လည်းဒီလိုအရေးကြီးတဲ့အချိန်မှာအိမ်သာတက်ဖို့သွားနေရပါသည်ဒါကြောင့်အိမ်အောက်ကိုဆင်းလာတဲ့အခါကြက်အုပ်ရှင်နဲ့အုပ်ခံထားရတဲ့ခွေးမလေးမိနီကိုတွေ့လိုက်ရပါတော့တယ်။ဟဲ့ဘသူကနင့်ကိုဒီလောင်ရင်ထဲထည့်ထားတာလဲ။သူကအဲဒီလိုပြောပြီးတာနဲ့ကြက်အုပ်ဆောင်ကိုဖွင့်ပေးလိုက်တဲ့အခါမှာတော့ ခွေးမလေးမီနီကလည်းခြံထဲကနေအမြန်ဆုံးထွက်ပြေးသွားခဲ့ပါတော့ရယ်။အဲ့ဒီအချိန်အသက်လူပြီးထွက်ပြေးနေရတဲ့ကိုကျော်သွားကမောဟိုက်ပင်မန်းနေခဲ့တာကြောင့်ခကြီးဝေးလုံးတဲ့ရွာကမပြန်တော့ပဲအနီးအနားကတောအုပ်ထဲကိုသွားဖို့ဆုံးဖြတ်ခဲ့လိုက်ပါတော့ရယ်။လဲပြင်ဖြက်ပြီးတက်တက်ပြေးရင်ဦးထွန်းကျော်လက်ကလွတ်မှာမဟုတ်ဘူး။တော့တဲ့ဝင်ပြီးပုံနာပဲကောင်းမယ်ထင်တယ်။ အဲဒီနောက်သူပြေးနေတဲ့လမ်းကနေရုတ်တရက်ကွေခဲလိုက်ပြီးနီးစက်ရတော့အုပ်တူတဲကိုဝင်လိုက်ပါတယ်။ဒါဟာအနည်းဆုံးတော့ဒီတောနဲ့ကြီးရဲ့မှောင်ပိုင်းမှုနဲ့တစ်ပင်တွေချုံရွယ်ရဲ့ချုပ်ထွေးမှုကသူ့ကိုကနတာဖုံးကွယ်ပေးနိုင်မယ်လို့မျှော်လင့်မိတာပေါ့။သူဟာအသက်ရှူတန်းကိုတော့မထွက်ရဲအောင်တိတ်ဆိတ်စွာနဲ့ရှုံဘုတ်တစ်ခုထဲမှာတိုးဝင်ပြီးပုန်းခဲလိုက်ပါတော့တယ်။အဲဒီမှာနောက်ကလိုက်လာတဲ့ဦးထွန်းကျော်လည်းကိုကျော်စွာကိုမျက်ရှိပြက်လို့သွားခဲ့တာကြောင့်ရှာလို့မတွေ့တော့ပါဘူး။ဟာဘယ်ရောက်တော့တာလဲ။ဇွန်နာကတော့မြင်လိုက်သေးတာ။ ဘယ်ကိုပြောက်သွားတာလဲအဲဒီနောက်ဦးထွန်းကျော်ဟာသူ့ရဲ့ရှင်တက်တဲ့နှကောင်းနဲ့အနှံ့ခံပြီးကိုကျော်စွာပုံအောင်နေတဲ့နေရာနာမှာခဏရက်ကဘဲကြီးညာကြီးလုံနေခဲ့ပါတယ်တော့အုတ်ထဲမှာလမ်းကြောင်းပြောက်သွားပြီလို့ယူဆပြီးအရှာတစ်ဖက်ကိုပြေးထွက်လို့သွားခဲ့ပါတယ်။အဲဒီအခါကျမှကျုံမုတ်ထဲမှာပုံနေတဲ့ကိုကျော်စွာလေခဏတာအသက်ရှူရက်လို့နီနီဖြစ်သွားပြီးကကြမှာတက်ပြင်းရှာနိုင်ခဲ့ပါတယ်။ဟိုးဒီဒီလေးလွတ်သွားတာပဲ။ ဒါပေမဲ့ဦးထွန်းကျော်နောက်ကျောင်းပြန်လဲလာမှာဆိုလို့စိတ်မရှသေးပဲကိုကျော်စွာကရှုံဘုတ်ရဲ့အပြင်ဘက်ကိုမထွက်ရဲသေးပါဘူး။ဒါပေမဲ့ကပတ်ထဲကနေကြီးစံအစ်စ်တွေထုတ်ယူပြီးတနတ်ထဲကိုအမြန်ထဲလို့နေခဲ့တာပေါ့။အဲ့ဒီအချိန်မှာပဲသူနဲ့မလန်းမကန်းကနေရှေ့တန်းတကူကသူ့စီကိုတရွေ့ရွေ့လျှောက်လာနေတာကိုတတိထားမိလိုက်ပါရဲ့။ဒါကြောင့်ကိုကျော်စွာလည်းဦးတွန်းကျော်ကြီးပြန်လဲတာလေလို့ထင်တာဖရာတရားတွေကိုတာနေခဲ့မိတာပေါ့အရှင်ဘုရားဘုရားသခင်ဒီကောင်ကိုကယ်ပါဦးဖရာကယ်တော်မူပါ အဲ့ဒီချိန်မှာပဲရှေတန်ကပုံမုံနီးကက်လာခဲ့တာကြောင့်ကိုကျော်စွာဟာတောအုပ်ရဲ့မောင်မိုက်တဲ့အရေးတွေကြားကနေစိုက်ကြည့်လိုက်ခဲ့ပေမဲ့လို့လည်းဘာမှကိုမမြင်ရတော့ပါဘူး။ရင်ဘက်ကနှလုံးခုန်တန်ကလည်းအပြင်ကကြားရလောက်တဲ့အထိခုန်နေပေမဲ့လက်သေးကတနက်ကိုတော့တင်းတင်းဆုပ်ထားခဲ့ပါတော့ရယ်။အဲ့ဒီအချိန်မှာပဲရှေတန်ကပုံနီးလာသလိုအဲ့ဒီရှေတန်ရဲ့ပိုင်ရှင်ကလည်းသူ့ပုံနီးတဲ့ရှုံဘုတ်ထဲကိုရောက်လာခဲ့ပါပြီ။အဲ့ဒီအခါကျမှသူကတခြားသူမဟုတ်ပဲသူ့ရဲ့တစ္ဆာရှိတဲ့ခွေးမလေးမိနီဖြစ်နေခဲ့တာပါ။ သူမဟာအမိကိုတနက်နက်နဲ့ရမ်းပြီးသူ့သခင်ကို စိတ်ပူစွာနဲ့ကိုကျော်စွာပုံနေတဲ့နေရာမှာလာရက်နေခဲ့ပါတယ်။ဟဲ့၊ညီကဘယ်လိုရောက်လာတာလဲ။လာလာလာဒီရဲ့ဝင်ပေါ့။ကိုကျော်စွာဟာသူ့ရဲ့ခွေးမလေးကိုမြင်တော့ဝမ်းသာသွားပြီးမှအတန်မထွက်အောင်ခွေးကိုညှင်သာစွာခေါ်ပြီးသူ့အနားကိုလာကိုင်းခဲ့လိုက်ပါတယ်။နေညင်ညင်ညီတော်မင်းဒီဘယ်တော့မှမဟောင်ရဘူးမလှုပ်ရဘူးမဟုတ်ရင်နင်းနဲ့ငါနဲ့အတူတူတင်ရလိမ့်မယ်။သူကအဲဒီလိုသတိပေးစကားပြောပြီးတာနဲ့မိနီရဲ့ပါဆက်ကိုလက်တစ်ဖက်နဲ့ပိတ်ထားခဲ့လိုက်ပါရီ ဒီအခါအတိညာရှိတဲ့ခွေးမလေးမိနီကလည်းသူ့တခင်ရဲ့စကားကိုနားလေတဲ့အတိုင်းအတန်မထွက်ရဲပဲငြိမ်မိထိုင်နေခဲ့ပါရဲ့ဒါပေမဲ့သူတို့တတောင်းတတာမရှိသေးခင်မှာပဲအဝေးကနေခြေတန်တကူနောက်ကျောင်းပြန်လှည့်လာတာကိုကြားခဲ့လိုက်ရတာပေါ့ဒီအခါခွေးမလေးမိနီဟာအန်ဒီရဲ့အနံ့ကိုရပြီးကြောက်လန့်တဲ့ပုံစံနဲ့ညည်းတံတွေထွက်လွတ်လာခဲ့ပါရဲ့ကိုကျော်စွာလည်းထိတ်လန့်လို့သွားခဲ့ပြီးခွေးရဲ့ပါးစပ်ကိုအရင်ကားထက်ပိုတင်အောင်ပိတ်ထားလိုက်သလိုပါးစပ်ကလည်းမှတ်မိတဲ့ကာရာတွေကိုပေါင်းပြီးရွတ်စုံနေခဲ့မိတာပေါ့ဓမ္မတန်ကော တာဓုနမောတတအာဥညွန်ကျော်မဟုတ်ပါစေနဲ့ဒါပေမဲ့နောက်ဆုံးမှာတော့ကိုကျော်စွာကြောက်ရွံ့ခဲ့တဲ့အတိုင်းပိန်လီလီပုံရိပ်နဲ့နှာခေါင်းအောက်ကစိမ့်ပြရာအလေးအောင်ရှိတဲ့ဥထွန်းကျော်ဟာတကယ်ပဲသူတို့ရှိနေတဲ့ရှုံဘော့အနားကိုရောက်လာခဲ့ပါတယ်။သူဟာကိုကျော်စွာတို့ပုံနေတာကိုသိနေတဲ့အတိုင်းအဲ့ဒီရှုံဘော့အနားထိဖြည်းဖြည်းချင်းချောက်လာခဲ့ရင်ဗဇက်ကလည်းအော်ပြောလို့နေခဲ့တာပါ။ထွက်လာပါတော့ကျော်စွာရဲ့ဒီရောမှာမြေဖို့ဘလူးဖြစ်နိုင်တဲ့စေးမြက်အဖင်စိုက်တဲ့သူဟာမတယောက်တည်းမဟုတ်ဘူးကွာ။ တခြားသူတွေလည်းအများကြီးရှိသေးတယ်။ဒါကြောင့်မင်းအတွက်လွတ်လပ်မရှိဘူး။ဒီအခါကိုကျော်စွာလည်းအနှဲငယ်တွေဝေလို့သွားခဲ့ပြီးစိတ်ထဲမှာတန်တရားဝင်ခဲ့ဘူးတဲ့ရွာသကြီးကိုမြင်အောင်ခဲ့လိုက်ပါရဲ့။အဲဒါဆိုရွာသကြီးဥပဒင်ကလည်းမြေဖို့ဘလူပေါ့။အဲဒီလိုပြောရင်သူ့ရဲ့စိတ်တွေကလွင်မျောသွားခဲ့တာကြောင့်ခွေးရဲ့ပါဇက်ကိုစုပ်ကင်ထားရကနေလက်ကိုလွတ်ရှာခဲ့မိလိုက်ပါရဲ့။ဒီအခါခွေးမလေးမီနီရဲ့ညီတန်ဟာဦးထွန်းကျော်ရဲ့နားထဲထိတန်းဝင်လို့သွားခဲ့တော့တာပေါ့။ဟဲ့မင်းကအဲ့ဒီမှာရှိနေတာကို ဦးထွန်းကျော်ကအော်ဟစ်တန်နဲ့အတူကိုကျော်စွာပုံတဲ့နေရာကိုခုံဝင်လာခဲ့ပါတယ်။ကိုကျော်စွာလည်းချက်ချင်းပဲရှုံမိုးရဲ့တခြားတစ်ဖက်ကိုလှည့်ပတ်ပြီးရှောင်ထွက်ခဲ့လိုက်တော့တာပေါ့။ဒါပေမဲ့ခွေးမလေးမီနီကတော့တခင်အတွက်အသက်ပေးရတဲ့တတိမျိုးနဲ့ဦးထွန်းကျော်စီကိုခုံဝင်ပြီးတခင်ကိုကာကွယ်ပေးတဲ့တတော်ဆောင်တဦးလိုလှုပ်ဆောင်ခဲ့လိုက်ပါတယ်။ဒီအခါဦးထွန်းကျော်လည်းကိုကျော်စွာကိုအာယုံဆိုင်နေတော့လျက်တပြက်တိုက်ခတ်ခံလိုက်ရတာကြောင့်ဒေါသထွက်လို့သွားခဲ့တော့တာပေါ့။အော်ကွာဒီခွေးယူကတမျို အဲ့ဒီချိန်ကိုကျော်စွာဟာကြောက်ရွံ့မှုကြောင့်တုံရီတီတဲ့လက်တွေနဲ့တနက်ကိုတင်းတင်းဆုပ်ကိုင်းပြီးဥထုံးကျော်ကိုရှိန်ထားခဲ့လိုက်ပါရယ်။ဒါပေမဲ့ဥထုံးကျော်ကအထင်သေးတဲ့အပြုံးနဲ့သူ့ကိုကြီးပြီးလှောင်ရယ်လို့หนีခဲ့လိုက်တော့တာပေါ့။ဟောပြောပြီးပြီလေ။အဲ့ဒီတနက်ကငါ့ကိုပြစ်လို့မရဘူးလို့မင်းကအဲ့ဒါကိုတုံးနေတော့လား။တနာစရာကောင်းလိုက်တာကွာ။အေးဦးလေးကျွန်တော်ကိုဘာမှမလုပ်ပါနဲ့နော်ငါကန်တွေကငါတွေကိုဦးလေးစားခြင်းတလောက်စားပါကျွန်တော်ဘာမှမပြောပါဘူး ီးတော့ဦးလေးဒီလိုဖြစ်နေတာကိုလည်းကျွန်တော်ဘယ်သူ့ကိုမှလုံးဝလုံးဝမပြောပါဘူးဗျာကျွန်တော်ကြိတ်ဆိုပါတယ်ဝမ်းနေပါတယ်ကွာမင်းတို့တော့ငါအသက်ရှင်ခွင့်မပေးနိုင်တော့ဘူး ဲဒီလိုပြောပြီးတာနဲ့မြေဖို့ဘလူဦးထွန်းကျော်ဟာကိုကျော်စွာရဲ့အသားကိုစားဖို့အတွက်ခေါ်ဝင်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့လက်သေးတွေကကိုကျော်စွာစီမံရောက်ခဲ့စက္ကန့်ပိုင်းလေးမှာပဲရွာတွေကနေရောက်လာတဲ့ရွာသားတွေရဲ့ကြည်စံတွေဟာဦးထွန်းကျော်ကိုတရဆက်ပစ်ခတ်မှုကြောင့်မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတော့တယ်။ဒါဟာအချိန်မီရောက်လာတဲ့ရွာလူကြီးဥပဒေဥဆောင်တဲ့ရွာသားတွေရဲ့စူပေါင်းပစ်ခတ်မှုကြောင့် ကိုကျော်စွာအတွက်ကံကောင်းမှုတစ်ခုလို့တောင်ပြောရမလို့ပေါ့ဗျာအဲ့ဒီအချိန်ရွာလူကြီးဥပသိန်းကကိုကျော်စွာရဲ့အနာကိုတိုးလာရင်သူ့ရင်တကြီးနဲ့မေးခလိုက်ပါတော့ရေအဲ့ကောင်ကျော်စွာမင်းအဆင်ပြေရဲ့လားကွာဥပသိန်းစီကအကူအညီရပြီမဲ့ကိုကျော်စွာကသူ့ကိုလည်းရေဖုတ်ဘလူးလို့မှားယွင်းတင်မှတ်ထားခဲ့တာကြောင့်ဘာမှပြန်မပြောဘဲကြောက်လန့်တကြားနဲ့နောက်ကိုဆုတ်သွားခဲ့လိုက်မိပါတယ် ီအခိုက်အတန့်မှာရွာသားတွေရဲ့ရိုးရိုးကြည်ကြံတွေထိထားတဲ့ဥထွန်းကျော်ဟာအန်အောစီယာကောင်းလာအောင်ဘာမှမဖြစ်ပဲခုံထားပြီးရွာသားတွေကိုတိုက်ခိုက်ဖို့ပြေးလာခဲ့ပါတယ်။ဒါပေမဲ့ရွာလီကြီးဥပသိန်းကလည်းတတိရှိနေတော့အမြဲတမ်းအတင်းဆောင်ထားတတဲ့သူ့ရဲ့အစွမ်းတက်ကြည်စံနဲ့ဥထွန်းကျော်ကိုတက်တက်ရှိန်ပြီးပြစ်ခတ်ခဲ့လိုက်တော့တာပေါ့။အဲဒီကြည်စံဟာဥထွန်းကျော်ရဲ့ရင်ဘတ်ကိုဖောက်ဝင်သွားပြီးနာကျင်မှုနဲ့အတူမြေပြင်ပေါ်မှာလဲကျလို့သွားခဲ့ပါတယ်။ပြီးတော့မှသူ့ကိုယ်သူမနေထင်းကထားရက်ခဲ့လိုက်ပြီးရိုင်းတိရိုင်းနဲ့အမောင်သူတွေကိုထွက်ပြေးလို့သွားခဲ့တော့တာပေါ့။ ဒီအခါရွာသားတယောက်ကတွက်ပြီးသွားတဲ့ဥတွန်းကျော်နောက်ကိုလိုက်ဖို့အတွက်သူ့ရဲ့အဖော်တွေကိုပြောခဲ့လိုက်ပါတယ်။လာငါတို့သူ့နောက်ကလိုက်ကြရအောင်။အဲဒီလိုပြောပြီးတာနဲ့ရွာသားတွေဟာဥတွန်းကျော်ရဲ့အိမ်ဘက်ကိုရှင်းရှင်းပြေးလိုက်သွားခဲ့ကြပါတယ်။ဒီအချိန်မှာပဲရွာလူကြီးဥမသိန်းကကိုကျော်စွာရဲ့အရှင်တွေကိုစိတ်ပူစွာနဲ့ထမ်းမေးခဲ့မိလိုက်တာပေါ့။ ကိုကျော်စွာဘာမှမဖြစ်မှန်းသိတော့မှချက်ချင်းပဲရွာသားတွေနောက်ကိုအမြင်လိုက်သွားခဲ့ပါတော့တယ်။ဒါအပြင်ဒဏ်ရာရထားတဲ့ခွေးမလေးမိနီကလည်းကိုကျော်စွာရဲ့နောက်မှာခြေတစ်ဖက်ထွန်းနေထွန်းနေနဲ့ဖြစ်နေပေမဲ့တစ္ဆာရှိစွာလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့သူတို့အားလုံးဥထွန်းကျော်ရဲ့အိမ်ပေါ်ကိုရောက်လာတဲ့အခါမှာတော့ဥထွန်းကျော်ဟာနာကျင်စွာနဲ့အားအင်ကုန်ခံမှုကြောင့်မောပန်းနှွမ်းနေပြီးအိမ်ရဲ့ကျန်းပြင်ပေါ်လဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်။ ဥပဒေရဲ့အစွမ်းတက်ကြည်စံမှာပါတဲ့အစိတ်ကြောင့်အရှင်ကြီးကအခုလိုစိုးဝါလို့နေကြတာပါတကယ်ချင်းဖြစ်သူဦးတွန်းကျော်ရဲ့ဒီလိုအရှင်ကြီးကိုမြင်တဲ့အခါမှာတော့ဥပဒေလည်းဝန်းနေတဲ့ကြီးနဲ့ပြောလိုက်ပါတော့တယ်အေးထွန်းကျော်ရဲ့ငါစကားကိုနားထောင်စမ်းပါလို့ပြောခဲ့တာငါတို့စိုက်ခဲ့တဲ့ဈေးမြင့်မှာအစိတ်ရှိတယ်ဆိုတာငါသိလို့မင်းကိုဖျက်ဆီးပြစ်ဖို့အိမ်ထီတော်လာပြောခဲ့တာကွာဘာလို့ငါ့ကိုမယုံရတာလဲအခုတော့မဖြစ်တဲ့နာရီဖြစ်ကုန်ပြီကွာ အေးပါပါတင်ဟာငါ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 ကလောဘကြီးခဲ့မိတာဒီစီးရဲ့စွာကိုအတုံးပြုတ်ပြီးချမ်းသာခြင်းခဲ့တာကွာအခုတော့ဒီလိုအဆုံးသက်သွားပြီငါငါငါတောင်းပန်ပါတယ်ကွာဦးထိုးကျော်ဟာအဲ့ဒီလိုပြောပြီးနောင်တာတရားတွေနဲ့မျက်ရည်တွေတလဟောစီးကြလာခဲ့ပါတယ် သူဟာလူတိုင်းအပေါ်အပြစ်ရှိတဲ့သူတယောက်လို့နောက်ဆုံးအချိန်နဲ့ဥညွန့်ကတော့ကပြုဖို့အတွက်ကြိုးစားပေမဲ့သူ့ရဲ့ပိန်လီတဲ့လက်တွေဟာအားအင်မရှိပဲလေထဲမှာတင်ပြက်ကျလို့သွားခဲ့ပါရယ်အစွမ်းထလာတဲ့ကြည်စံရဲ့အစိတ်တကိုးကြောင့်သူဟာအဲ့ဒီနေရာမှာတင်ခေါင်းမထူနိုင်တော့ပဲအသက်ရှုပ်ငိမ့်လို့သွားခဲ့ရတာပါဘော ဒီလိုသွေးထက်တန်ယုံမှုတွေနဲ့ပြင်းထန်နေတဲ့ကြောင်းမွေဖွယ်ရညာတညာဟာအဲဒီချိန်မှာပဲအဆုံးသတ်လို့သွားခဲ့ပါပြီ။နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ရွာဟာတိတ်ဆိတ်နေခဲ့ပေမဲ့လို့လည်းညာကဖြည့်ရဆိုးကြောင်းအားလုံးဝမ်းနဲ့ပူဆွေးနေခဲ့ကြပါရဲ့။ကိုလိုက်နဲ့ကိုရှိစိန်တို့အပြင်မြေဖို့ဘလူးကိုထွန်းကျော်တို့ရဲ့ဒီလိုမတည်တင်မဲ့တရားတဲ့လူသုံးဦးရဲ့ဇာပနာကိုရွာသားတွေအားလုံးစုပေါင်းပြီးအမြန်ဆုံးစီစဉ်ခဲ့ကြတော့တာပေါ့ဗျာ။ ်ဇာပနာပွဲပြီးတဲ့နောက်မှာတော့အစည်းအဝေးတစ်ခုပြုလုပ်ပြီးရွာလူကြီးဥပဒိန်နဲ့ရွာသားအားလုံးဟာဒီပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့ဆေးမြစ်ကိုရှာဖွေခဲ့ကြပါတယ်။ပြီးတာနဲ့အဲဒီဆေးမြစ်ကိုလုံးဝအမြင့်ပြတ်သွားစေဖို့အတွက်မိရှုဖြစ်စီခလိုက်ကြတော့တာပေါ့ဗျာ။အဓိကအကြောင်းရင်းကတော့နောက်ထပ်ဒီလိုဆိုးွားတဲ့ကိစ္စမျိုးတွေလောဘကြောင့်ဖြစ်ပေါ်လာမဲ့တဘာဝလုံးပြောင်းလဲမှုမျိုးတွေကိုရွာမှာမဖြစ်အောင်ကာကွယ်လိုက်တာပါပဲ။ ကိုကျော်စွာတယောက်ကတော့ဒီနှစ်မှာငားရောင်းရမယ့်ငွေနဲ့အကြီးကျယ်ဆုံးရှုံးခဲ့ရပေမယ့်အသက်ရှင်ငွေရတာနဲ့တင်တခြားဘယ်အရာထဲမှတန်ဖိုးဖြစ်လို့မရတော့ပါဘူး။တဲကြီးပြက်လောက်အောင်ကြောက်စရာကောင်းတဲ့အဲ့ဒီညဟာသူ့ဘဝမှာဘယ်တော့မှမမေ့နိုင်မယ့်အတွေ့အကြုံတစ်ခုလို့ဖြစ်သွားခဲ့တော့တာပေါ့။ပြီးတော့လောဘကြီးပြီးတကူကောင်းစံတက်တဲ့လူတွေဟာတချိန်မှာဒီလိုအကျိုးဆက်တွေဖြစ်နိုင်တယ်ဆိုတာကိုလည်းသင်ကန်းစာရသွားခဲ့ပါတော့ရေးနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတော်တင်ကြီးပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယို 空中音乐主越疲劳，给吧？没干。